Good morning. 早上好。ကျွန်တော်ဒီနေ့နေ့စဉ်သုံးတိူစကားပြောသင်ခန်းစာ25ဒီနေ့တော့မနေ့စောစောလေးပေါ့ဗျာဟုတ်လား။အဲကျွန်တော်တို့ဒီအခုဒီသင်ခန်းစာစပြီးတော့လေကျွန်တော်မြန်မာလိုအတန်ထွက်လေးတွေရေးရတာလည်းခက်လို့မြန်မာလိုအတန်ထွက်တော့မထည့်တော့ဘူး။နောက်ပြီးတော့အဲ့ဒီမြန်မာလိုအတန်ထွက်တွေကအဲဒီလောက်လောက်ဆိုလည်းမလိုတော့ပါဘူး။ကျွန်တော်ထင်ပါတယ်ဖြင်းရင်းလေးတွေကိုလိုက်ပြီးတော့ကြိုးစားပြီးတော့အဲတည်တည်ချာလေး စ조사ပြီးဖတ်ပြပါကျွန်တော်မနေ့ကလည်းအပြင် chat တွေကိုတခြားတင်ပေးထားတယ်နော်အဲ့ဒါလေးနဲ့ internet ပေါ်မှာတက်ပြီးတော့လေလေ့လာပါဟို software လေးတွေလည်း download လုပ်လို့ရတယ်တော့ computer မှာ install လုပ် install ဖို့ရတယ် download လုပ်လို့လည်းရတယ်ဖုန်းပေါ်မှာ install လုပ်ဖို့ရတယ်လည်း download လုပ်လို့ရတယ်အဲ့ဒါလေးကို download လုပ်ပြီးတော့အပြင်ရင်းလေးတွေကိုလေ့ကျင့်ပေးပါဟုတ်နော်ပြင် chat with audio ဆိုပြီး share လုပ်ရပါတယ်အဲ့ဒါတွေလေ့ကျင့်ထားလို့ရှိရင်အခုကျွန်တော်ဒီနောက်မှာပြင်ရေးထားတဲ့ အဲဒီဥစ္စာအတန်တော်လေးတွေဖတ်တတ်လာပါလိမ့်မယ်နောက်ဆိုလို့ရှိရင်ရှိကစကလုံးလေးကိုကြည်ရင်ကြည်နေအဲဒီစကလုံးကိုတွေ့လိုက်တာနဲ့ဥမအပြည့်ဒီထဲမှာဆိုရင်ကျွန်တော်ရေးထားတဲ့ပထမဆုံးစကားလေးကနီချွိကော့ကွက်လက်မအနီဆိုလို့ရှိရင်အာဒီစကလုံးလေးကနေတယ်ချွိဆိုတော့ဒီစကလုံးပဲကော့ဆိုတာဒီစကလုံးပဲဖြည်းဖြည်းချင်းအဲ familiarize ဖြစ်လာပါလိမ့်မယ်ဟုတ်ကဲ့နော်ဒီမှာကအဲဒီဘာသာစကားကဟိုဘယ်လိုပြောမလဲ तू อ่ะ ဟို characterize ပေါ့နော် character နဲ့ language ဖြစ်တဲ့အတွက်တလုံးချင်းတလုံးချင်းမှတ်ရမှာပါပဲနီးဆိုတဲ့စကားလုံးကဒီတရားမှနီးပဲနောက်ထပ်တလုံးဆိုရင်နောက်ထပ်တလုံးဖြစ်မှာပဲသူကဟိုအယုတ်လို့ဆွဲပြီးရေးထားတာဟိုကျွန်တော်တို့လို alphabetic ကဲလေးမဟုတ်ဘဲနဲ့လေကျွန်တော်တို့ဆိုစက်လုံးပေါင်းနေတဲ့ရေးတာဟို तू ကတော့ character နီးဆိုလို့ရေးဒီစကားလုံးဒါလေးကိုရင်းနေရင်နောက်ဆိုလို့ရှိရင်ဒါတွေ့ရတဲ့နီးဆိုတဲ့အဲစကားလုံးလေးကိုဖတ်တတ်မှာပေါ့ဟုတ်ကဲ့နော် ကဲကျွန်တော်ဒီပထမဆုံးစာကြောင်းလေးကိုပြောပြပါဦးမယ်။နီခြိကော့ကွက်လက်မဆိုတာတနည်းအရာကိုရောက်ဖူးလားလို့ဒီလိုမျိုးမေးတာ။ဥမာအပြင်ကျွန်တော်ကွက်လက်နေရာမှာနီခြိကော့ရန်ကွမ်မလို့မေးလို့ရှိရင်မင်းရန်ကုန်ကိုရောက်ဖူးလားဟုတ်နော်။ဒါမှမဟုတ်လို့ရှိရင်နီခြိကော့ပေကျင်းမဟာလားမင်းပေကျင်းကိုရောက်ဖူးလား နေချွိကော့ရှန်ဟိုင်မှာမင်းရှန်ဟိုင်ကိုရောက်ဘူးသလားဒီလိုမျိုးပြောရနော်အလဲကောင်ကကွက်လက်လေးမှာဘယ်ကိုရောက်ဘူးသလဲဆိုတော့အနေရပြပုတ်ပြီးထည့်ပြီးတော့ပြောလို့ရပါတယ်အကူကရောက်ဘူးတယ်ဆိုတော့ချွိကော့ဒီမှာကော့ဆိုတဲ့စကားလုံးလေးကျွန်တော်ပြောချင်ပါတယ်နော်ကော့ဆိုတာတခုခု finish ပေါ့ complete ဖြစ်ပြီးဖြစ်ပြီးသားဟာပေါ့ကျွန်တော်တို့ဟိုလိုပြောမှဆိုရင် back to half လို့ပုံစံမျိုးပေါ့ဟလာ back to half လို့ပုံစံမျိုး အပီပီစာဟာလေးကိုပြောချင်တာပေါ့နော် perfect tense ဟောထားလား perfect tense trick ကော့ဆိုငါရောက်ဖူးတယ်ဟလာရောက်ဖူးပြီပြီသွားဖူးပြီပြီဒီလိုမျိုးပြောတာနော်ရောက်ပြီပြီသွားပြီပြီအဲ့တော့ကျွန်တော်တို့ဗမာစကားနဲ့ပြောဆိုရောက်ဖူးတယ်ပေါ့ဟလာဒီလိုမျိုးဖြစ်သွားတယ်နော်ကော့ဆိုတာလေးကပြီပြီစာဟာလေးကိုပြောချင်တာပါဒီမှာ trick ဆိုတာသွားတာတူတာနော်ဒီ trick ကော့ကွက်လက်မဟလာဆိုတော့ဟိုကဒီ trick ကော့ရန်ကွမ်းမ ဆိုတော့ကိုကတော့ဘူးဆိုတော့ချွိကော့ဒီလိုမျိုးပြောလို့ရတယ်အဲမတော်ဘူးဆိုရင်ရှင်းမှာလေကျွန်တော်တို့ဟို negative may ဆိုတာလေးရှင်းရထဲပြောဩမေချွိကော့ဩမေချွိကော့ရပါပြီနော်တော်တော်လေးရှင်းပါတယ်ဟုတ်လားအဲနောက်ရောက်ခုတယ်ဆိုလို့ရှိရင်အဲ့မျိုးဟာဘယ်လိုနေလဲကျွန်တော်တို့တည်ပြီးတာဇမယံဆိုတဲ့စကားလုံးလေးနဲ့ပဲတော့ဘယ်နော်ရံကွန်းဇမယံဟုတ်လားရံကွန်းဇမယံအဲဒီလိုမျိုးရံကွန်းကဘယ်လိုလဲ ကျွန်တော်တို့တော့ဒီထဲမှာကျွန်တော်ထည့်မရလဲဟာ hundred now ဆိုတော့ hundred now အရင်စီတာပဲကျွန်တော်မျိုးပြောလို့ရတယ်နော်အဲအလွယ်ဆုံးကတော့ဒီထဲမှာကျွန်တော်ပြောအာဟန်ဟောရန်ကွက်ဟန်ဟောအာရန်အရန်ကောက်နေဒီလိုမျိုးပြောလို့ရပါတယ်နော်အဲ့တော့ okay ဒီနေ့မှတ်သားစရာအများကြီးမရှိပါဘူးနော်တတိယနေ့နည်းနည်းနည်းလေးမှတ်ပါနော်တတိယနေ့နည်း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 မှတ်ရင်လည်းဒီဥစ္စာကတက်လာပါလိမ့်မယ်ဟုတ်လား ဲ့တော့မသားမှာနေချွိကော့ကွက်လက်မှာပေကိုရောက်ဘူးလေဆိုတာလေးသာမေးတယ်ဟာလာအဲကွက်လက်လေးနဲ့ဇမယဟာလာရန်ကွန်ဇမယဘယ်လိုအခြေအနေရှိလဲဟာလာကော့အခြေအနေကော့ရလားဒီလိုမျိုးမိတဲ့ခါတုံးပါလေဟန်ဟောင်းဒါကတော့ကရဏကတိတီတော့ပြောစရာတော့မလိုတော့ပါဘူးနော်ရန်ကုန်နေလို့ဆိုကြတဲ့အခါမှာပြန်ပြုတ်လို့ရပါတယ်။ကဲဒီနေ့တော့အဲဒီလောက်ပဲပေါ့နော်။ တယ်လီ Chinese ကနေ့စဉ်တက်ဆက်ပြီးနေပါပါနေ့တိုင်းသာလာကြည့်ဟုတ်ကလား okay အားလုံးအဆင်ပြေကြပါစေစကြ